ပါကစ္စတန်စစ်တပ်ကမေလ၈နှစ်မှာကက်ရှမီးယားဒေသမှာရှိတဲ့အိန္ဒိယစစ်စခန်း၃ခုကိုပိတ်မှတ်ထားပြီးဒုံးကျည်တွေဒရုန်းတွေနဲ့တက်ခတ်ခဲ့ပေမဲ့ဆုံးရှုံးမှုမရှိကြောင်းအိန္ဒိယစစ်တပ်ကပြောကြားပါရယ်။အရန်သုံးတဲ့အပြင်တခြားနီးလန်းတွေတုံ့ပြန်ချင်းချောက်မှုတွေကိုတားဆီးနိုင်ခဲ့ပါရယ်။ဂျမူးပါတန်ကောနဲ့အူဟန်ပူရမှာရှိတဲ့နိုင်ငံတကာနယ်နိမိတ်အနီးမှာဒီတက်ခတ်မှုတွေဖြစ်ခဲ့တာပါလို့အိန္ဒိယကထုတ်ပြန်ထားပါရယ်။ဂျမူးအပါအဝင်ကက်ရှမီးယားရှိမြို့များပြားနဲ့အန်ရစ်ဆာနဲ့ဂျလန်ဒါမြို့အများပြားအပါအဝင်အိန္ဒိယချင်းပန်ဂျပ်ပြည်နယ်မှာရှိတဲ့မြို့တွေလက်စစ်တအားပြတ်တောက်မှုတွေကြုံတွေ့ခဲ့ပါရယ်။ ဂျေလောင်နဲ့ပောက်ကွဲတန်ကြီးကြားလိုက်ရပါတယ်နေရာတိုင်းမှာဘုံတွေပောက်ကွဲသလိုခန်းစားရပါတယ်လို့အာနာယ BGB ပါတီမှအကြီးအကဲအဖွဲ့ဝင်တဦးဖြစ်တဲ့ Verinda Jusin ကပြောကြားခဲ့ပါတယ်လက်စစ်တာပြတ်တောက်တာတွေရှိပါတယ်လို့ပြောကြားခဲ့ပါတယ်ကျွန်တော်တို့ပောက်ကွဲတန်တွေအများကြီးကြားပြီးလက်စစ်တာအားလည်းပြတ်တောက်သွားပါတယ်လို့ဂျမူဒေတာကန် လီယာကတ်ကပြောကြားပါရတယ်။ဂျမုနဲ့ကက်ရှမီးယားရဲတပ်ဖွဲ့ရဲ့အထွေထွေညွှန်ကြားမှုချုပ်ဟောင်းကလည်းပောက်ဝဲတံတွေကိုကြားခဲ့ရကြောင်းလူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါရတယ်။အမီမပေါ်လိုတဲ့လူညုံရေးသတင်းရင်းမြစ်တူကလည်းပောက်ကွဲမှုတွေကိုအတည်ပြုပေးခဲ့ပါရတယ်။ပါကစ္စတန်စစ်တပ်ကတော့မီလရှင်းနေမှာဂျမုမှာလေကြောင်းတက်ခတ်ခဲ့ခြင်းမရှိကြောင်းပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီးကညှင်းဆိုခဲ့ပါရတယ်။